ဥအောင်အနေနဲ့ဘာပြောချင်တာလဲပြောရင်နံပါတ်1ပတ်ဆံဥအောင်တို့အဲချီတဲ့လူတွေအင်တန်များပါတယ်ဘာဘူးလို့များလဲပြောရင်နံပါတ်1ကရွှေဆိုင်ဖြစ်တယ်ရွှေဆိုင်ဖြစ်တဲ့အတွက်ရွှေလုပ်ငန်းလုပ်တဲ့လူတွေတော်တော်များများနဲ့ရွှေနဲ့ဆက်ဆံရတယ်ငွေနဲ့ဆက်ဆံရတယ်အဲ့တော့အဲ့တော့ဥအောင်တို့ခဏခဏချီးမိတယ်ချီးပြီးတော့ပါတယ်ပေါ့နော်အဲ့ဒါဒီခဏခဏခံရပါများတော့အဲ့တော့ဒီကနေ့နားထောင်နေတဲ့ပြည်သက်တွေဥအောင်ဘာပြောချင်လဲပြောရင်အဲ့အဲ့ပြဿနာတက်တဲ့ခါကျတော့ဥအောင်ပထမ ဥအောင်ရဲ့ဆရာပေါ့နော်ဒါအဘတော်ကိုပြောပါတယ်ဟုတ်တယ်အဘဒီလိုလိုပဲလို့ကျွန်တော်ပတ်စံလာကြီးတဲ့လူတွေရှိတယ်ဗျာလို့အဲ့တော့ကျွန်တော်ဒီပြဿနာတက်နေတယ်ဆိုတော့အဲ့တော့ခဏဒီအဘတော်ပြောတဲ့နီးလေးပေါ့နော်ဟိုခါကိုအောင်နဲ့ခင်ဗျာပတ်စံလူလာတိုင်းကြီးတာလားသူอืมတော်တော်များများတော့ကြီးမိတယ်အဲ့လိုဆိုကြီးတဲ့လူကရောတဲ့ခင်ဗျာပြန်ရတာနဲ့မရတာဘယ်အများလို့ဆိုမရတာများပါတယ်ပေါ့ကိုအောင်နဲ့မင်းကပတ်စံကြီးတဲ့လူဆိုတာအခုငွေလိုမှမင်းစီတာငွေကြီးတဲ့လူထင်လားတဲ့ အဟုတ်တယ်လေလို့ကျွန်တော်စီငွေလူတော့ညမဟုတ်ဘူးတဲ့မင်းပတ်စံချီးမဲ့လူဆိုတာမင်းစီမလာခင်တပတ်လောက်10ရက်လောက်တစ်လလောက်ကလေးကကိုအောင်စီသွားမယ်ပတ်စံချီးမယ်အချီးခံရတဲ့လူတွေမှတ်ထားတော့ဒါဒါအဓိကကြတယ်သွားတချီးမယ်တကယ်လို့အများကိုအောင်ကညင်းခဲ့မယ်ညင်းဘလို့ပြောင်းပြောမယ်အဲ့ဒါထပ်ညင်းဘလို့ထပ်ပြောင်းပြောမယ်အဲ့တော့ကိုအောင်ရတယ်မင်းကအဲ့လိုနားထောင်မထားတဲ့ခါကျတော့အဲ့တော့အဲ့ သူကကြိုတင်စဉ်းစားထားတယ်မင်းကိုစီမံကိန်းတွေချထားတယ်ဒီစကလုံးနဲ့လာရင်ဒီစလုံးနဲ့ပြန်ပြောလိုက်ရင်မင်းမချိမနေနိုင်အောင်ဆိုတာမျိုးမင်းကမသိဘူးမော်လားဟာမသိဘူးလို့ဆိုတော့ပတ်စံချိမဲ့လို့ဆိုတာမှတ်ထားကိုအောင်ရေးတယ်အဲ့ဒါမင်းတလားလောက်တစ်ပတ်လောက်ဆယ်ရက်ကလေးကမင်းကိုကြိုတင်စဉ်းဟာဟုတ်ပြီပါရလို့ကျွန်တော်ကျွန်တော်ခံရတာပြောဦးမယ်နော်ပြောกว่าတယ်ဆိုတော့တရက်ကြတော့ချွေတော့ကတပည့်တယောက်ကအဲ့လိုပဲပေါ့နော်လာပြီးတော့ဒီဟိုပါပေါ့ဒီချွေတော့မှနေကြတော့ကကိုစီမှာ ဒီစားတော်နေပေါ့ဝိုင်းလုံနေတဲ့ကလေးတယောက်လာတော့ကိုကဟာတရက်ကြတော့ဝင်လာတာပေါ့ဆရာအောင်ရဲ့ဘလူးပညာဆိုတော့ဘာရောဘာကိစ္စတော့ဆိုတော့ဆရာအားကျွန်တော်မျိုးသမီးဆေးုံတက်နေရလို့တဲ့အသေးသံပြင်းနေရတဲ့ဆရာရဲ့အဲ့ဒါအားတဲ့ကျွန်တော်ဆရာစောင့်ရှောက်ပေးပါဆိုတော့အဲ့တော့ကိုတပည့်လည်းဖြစ်တယ်အမျိုးသမီးလည်းဖြစ်တယ်ဟာလားဆေးုံတက်နေရတယ်ဆိုတော့ဟာအဲ့လိုဆိုဘလူးဖြစ်တာတော့ဆရာရဲ့ဆေးုံကရင်နမတ်ဘလော့ပညာပေါ့နော်အဲ့တော့ငါဘာလုပ်ပေးရမှာလို့ဆိုတော့ဆရာရဲ့တဲ့ကျွန်တော်ကိုပတ်စံအဲ့တော့ကတော့မှတ်ပြီးတော့သင်္ကန်းထဲမှာပဲကျွန်တော်ပတ်စံချီးပေးပါဆိုတော့ အေးအေးလို့ဆိုရင်ကဲဟုတ်ပြီဟုတ်ပြီဆိုတော့ဘောနော်ကဲဒါကတော့ချီးပေးတာဒါကတော့မင်းမုံဘိုးဆိုပေးလိုက်တယ်ဒါပေမဲ့ဒီကောင်ပြန်ထွက်ကန်ဒီပတ်စံလှမ်းယူတဲ့နေရာမှာကိုနားကနည်းနည်းကတ်လိုက်တဲ့အချိန်မှာအနှံ့ကနည်းနည်းလေးရလိုက်တာပေါ့နော်ဟာဒီကောင်ရွှေတော်နေတုန်းကလည်းအရက်တောက်လို့ငါဒီကောင်ကိုဆူထားတယ်ပေါ့နော်အခုများတောက်သေးလားပေါ့ပတ်စံကလက်ထဲရောက်သွားပြီအဲ့ဒါနဲ့ဒီကောင်အဟုတ်ကဲ့ဆရာရဲ့ယေရှုတင်ပါတယ်ဘာညာပေါ့နော်စောစောကပတ်စံမချီးပေးဘူးဆိုတဲ့ပုံစံလေးတော့ငိုတာ အာဟျောင်းမင်းရမူးဒါတွေပါအရင်တော့တောက်ထားဆရာကျွန်တော်မလုပ်တော့ပါဘူးဘလို့မညာဖို့ဆရာရဲ့ဆရာချိမပေးရင်ကျွန်တော်မသိဘူးတော့တေတော့မှာပဲဆိုတော့ပရမကူကညင်းတယ်သူကငိုပြတယ်အဲ့မှရင်ကိုကကြွေသွားပြီအကြွေသွားတော့သူမိမဆိုင်ုံတက်နေတယ်ဆိုဘတ်ဆိုပတ်ဆံပေးလိုက်တဲ့ချင်းလူနာကလည်းတော့ရဲနဲ့ကထွက်နေအဲ့ဒါနဲ့ဒီကောင်ပတ်ဆံတုတ်သူဆိုတော့ကျွန်တော်ကတပည့်တယောက်ကိုလိုက်ပြီးတော့ဟျောင်းအဲ့ဒီကောင်သွားတဲ့နောက်လိုက်ကလန်းဆိုတော့ဒီတော်တော်လေးလေးရောက်သွားလို့လည်းကြည်လိုက်ရောဆေးုံမသွားတော့ရက်ဆိုင်ထဲဝင်သွားတယ်အဲ့တော့ပြောချင်တာက ကိုကမစုံသမ်းမလိလာပဲနဲ့ဟလာ तू ကစဉ်းစားလာတာကပထမညင်းပဲကိုကအရာကိုမသိလိုက်ဘူးမိမဆေးရုံတက်တယ်ဆိုတော့ကိုကနည်းနည်းပါးပါးမယုံကြည်ကားရှိသေးခုံပေါ်မှောက်ချပြီးတော့ငိုပလိုက်တယ်အဲ့တော့ကိုကအဟုတ်ယုံသွားလိုက်တယ်ပြီးတော့ပါသွားတယ်ပေါ့အဖွဲတူပြောချင်တာကမချီးရဘူးတော့မဟုတ်ဘူးချီးရမယ်အဲ့တော့ဘယ်လိုပုံစံချီးရမလဲပေါ့အဲဘာဦးကြည်ဝင်းပေါ့နော်ဒါကိုလေးအောင်နဲ့ကိုအောင်နဲ့ငါပြောပြမယ်ကွာတဲ့ဘာကတိကိစ္စဘာလုပ်ငန်းမေးတခုခုတဲ့ချက်ချင်း yes လို့မလုပ်ပါနဲ့တဲ့ဘာပဲလို့လို့ စုံစမ်းမှလေးလာပါပြီးတော့မှပေါ့အဲ့တော့ဟိုအဖပြောတဲ့ဥပမာတော့တယ်လီဖုန်းနဲ့ပတ်စံချီးတာပေါ့ဟိုကနေလှမ်းချီးတယ်အဲမက်ဆေ့ချာတို့လှမ်းချီးတယ်အဲ့တော့ဖုန်းလှမ်းစတဲ့ကိုအောင်ကြီးကျွန်တော်တို့ပတ်စံတသိန်းလောက်နှစ်သိန်းလောက်ချီးပေးပါအောင်ဘာဘာခက်ခဲရှိတယ်ဟုတ်ပြီကျွန်တော်ပြန်ပြောပေးမယ်အဖကတော့သင်ပေးတာပြန်ပြောပေးမယ်တကယ်လို့သူပြောတဲ့အတိုင်းကိုခုနအဖတို့ပြောသလိုစီမံလာတဲ့ဟလာသူ့ရဲ့ view ခင်းလာတဲ့ကိုကမြုပ်မြုပ်သွားခဲ့ရင်တော့ကိုကပါပြီ အစင်းသားမှာသူပြောတာဟုတ်သလားမဟုတ်ဘူးလားဒီကောင်ကြံစီနေတာဖြစ်နိုင်တယ်ဆိုတာမျိုးစဉ်းစားရင်ကိုချက်ချင်းကောင်းမညင်ဘူးပေါ့နော်အဲ့တော့ချက်ချင်းကောင်းမညင်မယ်နဲ့အဘကြီးကဘာပြောလဲပြောရင်ကိုအောင်နဲ့ဟုတ်ပြီမင်းပတ်သက်နှစ်သိန်းချီတယ်ဆိုတာငါပြန်ပြောမယ်ငါပြန်ပြောမယ်ဆိုတဲ့ကလေးနဲ့ထောက်ထားပြတော့မှဒါပါတော့ဘောလုံးမွေးလောင်းတဲ့လူတယောက်ကလာချီတယ်ဆိုရင်အဘူတင်းဒီလိုလိုပဲဘောလုံးမွေးလောင်းတဲ့မောင်ဖြူကတော့ငါပတ်သက်ချီဟာဆရာမလုံးနဲ့အဲ့ကောင်ဘောလုံးမွေးလောင်းနေတာအဲ့ကြမှာခုနကငါပြန်ပြောမယ်ဆိုတာဘာလို့တောင်းဒီဘက်ကိုစုံစမ်းလိုက်တာ စုံသန်းပြတော့မှခုနကလူကိုပြန်ဆက်တယ်တကယ်ချင်းဟလာမင်းချီတဲ့ပဆံကချီမပေးနိုင်ဘူးဟလာတကယ်လို့သူလောင်းဝသားလို့တောင်းမပြောညင်တောင်းမှငါမှတော့ခက်ခဲရှိနေတယ်အဲငါ့ကိုတော့စိတ်မဆိုးပါနဲ့ကွာငါအခက်ခဲရှိလို့ပါဆိုဒါဆိုမပါတော့ဘူးတကယ်လို့မလေးလာပဲလုပ်ခဲရင်တော့ပါသွားမယ်အဲ့တော့ဒါကနံပါတ်1ကဘာတော်ပြောတာပါတော့လာချီတဲ့လူသည် plan abc ဒီနဲ့လာလိမ့်မယ်လာလိမ့်မယ်အဲနံပါတ်2ကိုကဘာလို့ရမှာတော့ဘလို့ပဲလာလာချက်ချင်း yes မလုပ်ပါနဲ့ဘာလို့မှာတော့လေးလာပါအ ဒါသူ့ဘက်က plan abcd လာသလိုကိုယ့်ဘက်က1 2 3နဲ့ဖြေတာပေါ့နော်ကိုယ်ကပြန်ပြောတာနံပါတ်1ဘာတော့ဟလာသူပြောသမျှကိုမယုံနဲ့နံပါတ်2ဟလာဘာတော့ငါပြန်ပြောမယ်အဲ့တော့အဲနောက်ဆုံးအခုအဲ့ဒီအဘကြီးနဲ့အဘဦးအဘဦးကြည်ဝင်ပြောတယ်အဘကြီးနဲ့အဘတို့ပြောတယ်နီးပြောရင်နောက်နီးရကြတော့သမင်းချက်တဲ့ကိုသိဝင်ပြောတယ်နီးပေါ့ဟာကိုသိဝင်လို့ကျွန်တော်လူပဲဗျာလို့ပတ်စံချီတဲ့လူလေးများများလာဟာကိုအောင်ခင်ဗျာကျွန်တော်နီးပေးမယ်တဲ့ပြောသမ်းမအောင်လို့ဘယ်လိုလုပ်ဆိုတော့လူပြရတယ်ကျွန်တော်စီလေခဏခဏပတ်စံချီတဲ့လူတွေလာတယ်တဲ့အဲ့ခင်ဗျာဘယ်လိုလုပ်တော့ဆိုတော့ ကျွန်တော်ကဗျာတဲ့အခုအတက်ကလေးကလည်းနည်းနည်းရလာပြီဆိုတဲ့အခါကျကျွန်တော်ကပြောလိုက်တယ်တဲ့မင်းဟေ့အောင်နဲ့မင်းချီဖို့နေနေတာကငါ့ကိုပတ်ဆံမကင်တာကြာပြီအဲ့တော့ပတ်ဆံအကုန်လုံးကမိမပဲကင်တယ်ဟလာအဲ့တော့ပြောနေတာကိုကိုတိုင်ဒီစည်းပွားရေးအလုပ်ထဲမှာငွေမကင်ဘူးဆိုတဲ့သဘောဖြစ်တဲ့အတွက်သူ့စီမှာအတော်တင်ရှောင်လွယ်ပြီးသားဖြစ်သွားတယ်အဲ့တော့တသိန်းရှိတဲ့ကောင်လာလို့ရှိရင်ငါငွေမကင်တဲ့အတွက်ရောမင်းကျေးဇူးရှိတဲ့လူဆိုလို့ရောလမ်းစီအတွက်မင်းက3000ပေးလိုက်မယ်ရော2000ပေးလိုက်မယ်တခါလေပြန်မဆက်နဲ့အဲဒီလိုပုံစံမျိုးပေါ့ ဥအောင်တို့ခဏခဏသုံးပါတယ်ခဏခဏလည်းအားနာပါတယ်အဓိကကတော့အဲ့လိုပတ်စံချီလို့သုံးတယ်ဆိုတာအားနာခြင်းရဲ့အဓိကပါ